ဆိုတော့ဒီတစ်ခါတရုတ်ရဲ့ဒုတ်ပြပြီးတော့ဟလာမိုးဝေခံရမဲ့သူပေါ့နော်အလှက်ကြတဲ့သူကတော့ TNL ပဲလို့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်နော် TNL ကိုယ်တိုင်ကလည်းတရုတ်ရဲ့ပါဝင်ပတ်သက်မှုတွေအခုလိုရဲဝင်း trap ပြောတယ်ဆိုတာကိုကြည့်မယ်ဆိုရင်လည်းသူကဘလောက်ထိ pressure ပေးခံနေရတယ်ဆိုတာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အကိုကံပြီး TNL အပြီးရင်တော့ဒီဒီဟာတွေအားလုံးနည်းမြေတွေပြန်ပြီးစုပ်ဖို့ကိစ္စကို wow ဟလာ PR ပေးမဲ့အနေထားတွေပေါ့အရင်တည်းကလည်း PR ပေးနေကြတာရှိတယ်ကိုဖြတ်ငါးပြက်နဲ့ PR ပေးတာတွေပေါ့နော်ဆိုတော့ဒါတွေဆိုရင်တော့ကျွန်တော်တို့ခံမှန်းကြည့်လို့ရတာမကြခင်လပိုင်းနေအတွင်းမှာ TNL လေးအနေနဲ့သူတိမ့်ပိုက်ထားတဲ့သူရရှိထားတဲ့နယ်မြေတွေကိုကိုကန့်လိုပဲတက်လို့ရမလားဆုံးရှုံးရမလားဆိုတာကျွန်တော်တို့မကြခင်လပိုင်းအတွင်းမှာတွေ့ရမယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်တစ်ဖက်မှာလည်းဒီတိုက်ပွဲတွေရက်ဖို့ PR ပေးတယ်ပြီးတော့ဒီ မြန်မာစစ်တပ်ကလည်းမြန်မာစစ်ကောင်စီကလည်းဇက်တိုက်လို့လူဘုံတွေဆက်ကျဲနေတာတွေ့ရတယ်။ဒါဘုံကျဲတဲ့ကိစ္စတွေကြတော့ civilian target တွေဖြစ်တဲ့အရက်သားပြစ်မှတ်တွေကို target ထားတဲ့ကိစ္စပြစ်မှတ်ထားတဲ့ကိစ္စကြတော့တရုတ်ကဘာမှဝင်မလို့ဒါစီးတာရက်တန့်ခိုင်တာမရှိတာကိုတွေ့ရတယ်။ဆိုတော့တဘောကပြောချင်တာကတော့ကျွန်တော်ကတော့သုံးသပ်လို့ရတာကတော့အဲ့လို civilian target တွေကိုပြစ်တာခတ်တာတတ်တာတွေရောတော့တရုတ်ကတစ်ဖက်လက်နဲ့မြန်မာစစ်ကောင်စီကိုမီးစိမ်းပြထားတဲ့လူသဘောတရုတ်သွားတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်။